ရန်နာပီကေထွန်းဆိုင်ပိုင်ရှင်အကိုထွန်းကလက်သီးနဲ့ဆွဲထိုးတာခံရပြီးတဲ့နောက်ဆိုင်ထဲကနေခွေးလိုမောင်းထုတ်တာခံလိုက်ရတဲ့ဆိုတဲ့ဝန်ထမ်းမျိုးတော် မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ26ရက်နေ့ကပြောဆောင်ပူဇော်ပြုခင်ပိုင်းနဲ့ရန်နာပီကေထွန်းဆိတ်ရွှေရန်နာဆိုင်မှာဝန်ထမ်းအမျိုးသားကောင်လေးတယောက်နဲ့ပူဇော်ပြုခင်ရဲ့ခင်မွန်ဖြစ်သူအကိုထွန်းတို့ကြားမှာတမောရာကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ဆုံးချိန်မှာတော့ဆိုင်ထဲကနေခွေးလိုမောင်းထုတ်ခံခဲ့ရတယ်လို့အဆိုပါဝန်ထမ်းကောင်လေးကမှတ်တမ်းဗီဒီယိုနဲ့တကွာချပြလာခဲ့တာပဲဖြစ်ပါတယ် တမီးဖြစ်သူကိုအရှုံးထုံးလို့ပြောမိတဲ့စကားလုံးကြောင့်ကိုပီကေထွန်းကဆွဲထိုးတာကိုခံခဲ့ရပြီးအခုလိုဆိုင်ထဲကနေမောင်းထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်အဆိုပါဝန်ထမ်းမျိုးသားကဒီကိစ္စနဲ့ပတ်သက်ပြီးကျေနပ်မှုမရှိတာကြောင့်လူမှုကွန်ရက်စာမျက်နှာကနေဗီဒီယိုတွေတစ်ခုပြီးတစ်ခုကိုချပြနေတာလည်းဖြစ်ပါတယ်။ရေဒနာပီကေတော့စိန်ဆိုင်ပိုင်ရှင်အကိုထုံးလုံးရကျွန်တော်တို့မောင်းထုတ်ပါရယ်နော်မောင်းထုတ်လို့မကောက်ကျွန်တော်တို့လည်းထိုးပါရယ်။ထိုးကျွန်တော်တို့လည်းချင်းချောက်ပါရယ်နော်ကျွန်တော်တို့လည်းအများကြီးချင်းချောက်ပါရယ်မိသားစုတွေလည်းလုံမာရရောပါရယ်မိကြိုက်တာလုံတရောပါရယ်ကျွန်တော်တို့ ျွန်တော်တို့မောင်းထုတ်ပါနေမှာเนาะသူ့ကိုလည်းမောင်းထုတ်ပါတယ်เนาะသူ့ကိုလည်းမောင်းထုတ်ပါတယ်သူ့ကိုလည်းထွက်ဆိုပြီးကျွန်တော်ကိုလည်းဆွဲချတာပါသူတို့ထွက်ထွက်ထွက်ဆိုပြီးเนาะကျွန်တော်ကိုလည်းသူတို့ကခုချက်ချင်းထွက်ခုချက်ချင်းထွက်ဆိုကျွန်တော်ကိုထိုးပါတယ်เนาะကျွန်တော်မျက်နှာကိုလည်းထိုးပါတယ် CCTV လည်းရှိပါတယ် CCTV ပြန်ကြည့်လို့ရပါကျွန်တော်ကိုထိုးပါတယ်เนาะဟိုဟာသူ့သမီးနဲ့ကျွန်တော်လည်း TikTok တင်လို့တယ် TikTok တင်တာကိုကျွန်တော်ကပြောလို့တယ်ပြောလို့ဆိုပြီးကျွန်တော်ကိုထိုးတာပါเนาะကျွန်တော်ကိုထိုးတာပါဒီမှာပါကျွန်တော်ထိုးပြီးတော့အတင်းနေမောင်းချတာပါမောင်းချအောင်လည်းမကအောင်ကျွန်တော်လည်းချင်းချောက်ပါတယ်တင်မိသားစုလုံးဒုက္ခပေးပါရောမိသားစုလည်းဒုက္ခပေးပါရောကျွန်တော်ချင်းချောက်ပါရယ်နော်